မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။လာရှုမြို့ကအကျန်းဖတ်စစ်ကောင်စီရဲ့ကလရ68တပ်စခန်းကိုမြောက်ပိုင်းမဟာမိတ်တပ်တွေကအပိဓာတ်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကသေကုံကြတဲ့စစ်သားတွေရဲ့မပါလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကိုပါသိမ်းစီရရှိထားတယ်ဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုကြောင့်မဲမိုးကုတ်စတဲ့မြို့နယ်တွေကစစ်ကောင်စီလက်အောက်ခံနန်းစီရီယံဝန်ထမ်းတွေအနေနဲ့ဆစ်ရှောင်းမဲဆိုရင်ဝန်ထမ်းတပ်သေးကအထောက်အထားတွေနဲ့ ဖုန်းတွေဌာနဆိုင်ရာဒုရှမှုတွေဓပုံတွေအပြင်စာရွက်စာဒန်းတွေကိုပါဖျက်ထားကြဖို့စစ်ကောက်စီကညွန်ကြလိုက်ပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကအကြံဖက်စစ်ကောင်စီရဲ့ခလရ68တပ်စခန်းကိုမြောက်ပိုင်းမဟာမိတ်တပ်တွေကအပိသက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကအသေးကုံကြတဲ့စစ်သားတွေရဲ့မပါလောင်းတွေနဲ့လက်နက်ကင်းရန်တွေကိုပါတင်စီရရှိထားတယ်လို့ ညီတော်မဟာမိတ်တက်ရဲ့ရှေဒန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။လာရှိုမိုင်းရလက်မပေါ်မှာရှိတဲ့လာရှိုမျိုးအထွက်ကအကြံဖက်စစ်ကောင်စီရဲ့ခလာရ68တစ်စကန်ကို MNDAA ဥဆောင်တဲ့မြန်ပိုင်မဟာမိတ်တက်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလာရှိုမျိုးခလာရ68စကန်သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်စစ်သားတွေရဲ့မပါလောင်းတွေနဲ့လက်နက် KN တွေကိုပါသိမ်းဆီးရရှိထားတဲ့အကြောင်းကိုမြန်ပိုင်မဟာမိတ်တက်ကရဲဘော်တွေကနေ ဗီဒီယိုပါရိုက်ပြီးချပြထားပါတယ်။တပတ်ကစစ်တပ်လော်ဘီတွေကတော့အဲ့ဒီလို MNDAA တပ်တွေစခန်းသိမ်းတိုက်ပွဲတွင်ရိုက်ပြထားတဲ့ဗီဒီယိုတွေကိုယူပြီး MNDAA ရဲဘော်တွေတေဆုံနေတဲ့ရောင်ရောင်လိန်လေဝါဒဖြန့်တာတွေ့တာ လုပ်နေရပြီတော့လက်တွေ့မှာသူတို့ရဲ့လက်ရှုံမြို့ကခလာရ68တပ်စခန်းကြီးကိုညီနောင်မဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်ပြီး စစ်သားတွေနဲ့ပြည်သူစစ်တွေရဲ့မှတ်သားအလောင်းတွေဟာဗီဒီယိုဖိုင်ထဲမှာအစုလိုက်ပြုံလိုက်ကိုသေနေကြတဲ့အပြင်လက်နက်ခဲယမ်းတွေကိုပါတော်လိုင်းရေးတပ်တွေကတင်စီရရှိထားတယ်လို့ညီနောင်မဟာမိတ်တပ်ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်။အဲ့ဒီလာရှိုမျိုးခလာရ68တက်စကန်သိမ်းပိုက်မှုအတွင်းအတုံးအယုံသေနေကြတယ်စစ်သားတွေရဲ့မသားအလောင်းတပ်ပုံအကြီးတွေနဲ့ဗီဒီယိုဖိုင်ကိုတော့ရန်ကုန်ခေတ္တရဲ့ Telegram မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ။တက်ဆက်ထဲမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုကြောင်မဲမိုးကုတ်စတဲ့မြို့နယ်တွေကစစ်ကောင်စီလက်အောက်ခံ NCDN ဝန်ထမ်းတွေအနေနဲ့စစ်ရှောက်မဲဆိုရင်ဝန်ထမ်းတပ်သေးကန်အထောက်အထားတွေနဲ့ဖုန်းတွင်းဌာနဆိုင်ရာလှုပ်ရှားမှုတွေတပ်ပုံတွေအပြင်စာရွက်စာတမ်းတွေကိုပါဖျက်ထားကြဖို့စစ်ကောင်စီကညှို့ချလိုက်ပြန်တယ်လို့လာရှိုမြို့နယ်နေလက်ဝကဝန်ထမ်းတအုပ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုကြောင်မဲတီဘောမိုးမိတ်နဲ့မိုးကုတ်မြို့နယ်တွေက အကြံဖတ်စစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းတွေကိုစစ်ဆောင်ပဲဆိုရင်ဝန်ထမ်းနဲ့သက်ဆိုင်တာတွေအားလုံးဖုန်းထဲမှာမထားပဲဖျက်ထားကြဖို့စစ်ကောင်စီအထက်ပိုင်းကနေတဆင့်ဌာနဆိုင်ရာညွှန်ကြားချက်တွေထွက်ထားတယ်လို့ဆိုပါတယ်လက်ရှိလက်ရှုပ်မျိုးကစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေမှာလည်းမှတ်တမ်းမှတ်ရတွေအကုန်လုံးရွှေ့တင်ဓာတ်တွေရွှေ့ပြီးမသေးနိုင်ဓာတ်တွေကိုဖျက်ဆီးဓာတ်တွေပါလုတ်ခိုင်းလိုက်ပြီးဖြစ်တဲ့အပြင်နက်စီဒီယံဝန်ထမ်းတွေနဲ့မိသားစုတွေကိုလည်းလာရှုံမြို့တိုင်းစစ်ဌာနချုပ်တဲ့ကိုပြောင်းရွှေ့ခြင်းရင်ပြောင်းကြဆိုပြီးပြောသလို မပြောင်းခြင်းပဲစစ်ရှောင်မဲ့ဆိုရင်လေဝင်တန်းနဲ့ပတ်သက်တာတွေအကုန်လုံးဖျက်ဆီးလိုက်တော့ဆိုပြီးအထက်ကညှွန်ကြက်ချက်ထုတ်ထားတယ်လို့လက်ရှုံမြို့နယ်မှာရှိတဲ့လက်ဝက်ကဝင်တန်းတဦးကပြောထားပါတယ်လက်ရှိမှာတော့ရှမ်းမြောက်ဒေသရဲ့အဓိကမြို့ဖြစ်တဲ့လက်ရှုံမြို့ပေါ်မှာစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေကဝင်တန်းတွေအကုန်လုံးကတော့တိုက်စစ်ဌာနချုပ်ထက်ကိုပြောင်းတဲ့သူတွေလည်းရှိနေတယ်လို့ကိုစီစဉ်နဲ့ကိုစစ်ဘေးရှောင်သွားတဲ့ဝင်တန်းတွေဟာလေအချမ်းမြို့တွေကိုရောက်နေကြပြီလို့ဆိုပါတယ်တစ်ဖက်မှာလည်း ရှမ်းမြောင်နဲ့မိုးကုတ်ဒေသကစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းတွေကြားမှာလဲဖုန်းတွေတဲကစစ်တပ်ထောက်ခံတဲ့အရေးသားတွေစစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့ပုံနဲ့စစ်တပ်အမှတ်သားတွေကြန့်ခိုင်ရေးပါတီနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေအပြင် Facebook ပေါ်ကစစ်တပ်ကိုထောက်ခံတဲ့ post တွေကိုပါဖျက်ထားကြဖို့စစ်တပ်ထောက်ခံတဲ့သူတွေအချင်းချင်းတတိပေးတာတွေပါလုပ်နေကြတယ်လို့သိရပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ စကိုင်းမြို့နယ်ကမင်းကွန်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့တွေကိုဒေါ်လန်ရေးတပ်တွေကကြက်ပြတ်တက်ခဲမှုအတွေ့စစ်ကောင်စီဘက်ကနေတဲ့ရဲအရာရှိတူအပါဝင်ပုံကတော့အသီးသီးတေကုန်ကြပြီးတဲ့နောက်မြာသိန်းတန်ဖျားမြောက်ဘက်ကရှားယောင်ကြေးရွာကိုစစ်တပ်ကမိရှုဖျက်ဆီးသွားရမှာတမိုင်းဝင်မြာသိန်းတန်ဖျားကိုပါမိကူဆက်တာတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့ဇွန်လ23ရက်နေ့မနက်ပိုင်းမှာပဲ မင်းကိုစခန်းကအကြံဖက်စစ်ကောင်စီတပ်သားတွေရဲတွေနဲ့ပြူစောတီတွေဟာစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့အချိန်လမ်းမှာတော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကနေတိန်ရဲရရှိတူအပါဝဲသုံးဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းများသွားတဲ့အတွက်အထိနာသွားတဲ့စစ်ကောင်စီတပ်တွေဟာဘာမှမဆိုင်တဲ့မြတ်သိမ့်တန်ဖျားမြောက်ဘက်ကရှားယောင်ကြေးရွာကိုအကြောင်းမဲ့ဝင်ရောက်မိရှုဖျက်ဆီးသွားရမှာ တမိုင်းဝင်မြသိမ့်တဲ့ဖရဲကိုပါမိကုဆက်တာတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာလေပခုတ်ကူအခြေစိုက်အချက်ပတ်စစ်ကောင်စီရဲ့တပ်မ101ကိုတော်လန်ရဲတပ်တွေက short time don say လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့မကွေးတိုင်းပခုတ်ဖရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဇူလိုင်လ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲပခုတ်ကူမြို့အခြေစိုက်အချက်ပတ်စစ်ကောင်စီရဲ့တပ်မ101ကိုတော်လန်ရဲတပ်တွေက short time don say လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကထိကိုက်သေးဆုံးမှုတွေရှိနိုင်တယ်လို့အတိအကျကိုတော့ဆက်လက်စုံစမ်းနေတယ်ဆိုပါလေအဲ့ဒီနောက်ဒီကနေ့ဇွန်လ23ရက်နေ့မှာတော့အဲ့ဒီလို short tight ဒုံးနဲ့ပြစ်ခတ်ခံရတဲ့တပ်မတရားတက်ကစစ်ကောင်စီတပ်သားတွေဟာအနီးနားခြေရာတွေကိုစစ်ကြောင်းထုတ်ရှာဖွေဓာတ်တွေပါလုပ်နေတယ်လို့မကွေးတိုင်းပကဖားရဲ့တာဝန်ရှိသူတူကပြောထားပါလေခင်ဗျာတပ်ဖက်မှာတော့ရခိုင်ကမ်းလွန်မှာတောင်ကိုရီးယား POSCO ကုမ္ပဏီကဆောင်ရွက်နေတဲ့ရွှေတဘာဝဒန်းဝေးစီမံကိန်းရဲ့စတုတ္တအဆင့် project တိဆောက်ရေးတန်တာကို တရုတ်နိုင်ငံ COEC company ကရရှိသွားပြီးအမေရိကန်ဒေါ်လာ923သန်းတန်ဖိုးရှိတယ်လို့တရုတ်သတင်းတွေမှာဖော်ပြနေကြပါတယ်။တောင်ကိုရီးယားတမ်နီထုတ်လုပ် Dubosco company ကရွှေကန်လုံးတဘာဝဒငွေ project ရဲ့စတုဒ္ဒအဆင့်တိဆောက်ဖို့တန်တာကိုတရုတ် company ဖြစ်တဲ့ COEC လက်ထက်ပိတ်အပ်လိုက်ပြီဆိုပါတယ်။အဲ့ဒီရွှေကန်လုံးတဘာဝဒငွေတွင်ဟာမြန်မာနိုင်ငံကရခိုင်ပြည်နယ်ဘင်္ဂလားပင်လယ်အော်မှာတရှိတာဖြစ်ပြီး အဲ့ဒီဒန်ဝိတ်တွင်ကနေသဘာဝဒန်ဝိတ်အများစုကိုတရုတ်နိုင်ငံအတွင်းတင်ပို့ရောင်းချနေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့အကျံဖတ်စစ်တကကိုဂျီမီကိုဖြိုးစရာတော့ကိုလာမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့ကိုကျိုးပိတ်ကွမျက်မှုနှစ်နှစ်ပြည့်အဖြစ်ဒီနေ့မှာပဲအမေရိကန်တန်ယုံကနေဝန်နဲ့ကြည့်ကွင်းကြောင်းအမှတ်အပကိုပြုတ်လုခဲ့တယ်လို့ရန်ကုန်အမေရိကန်တန်ယုံကသတင်းထုတ်ပြန်ထားပါတယ်ဆန္ဒရှင်အဖွဲ့အစည်းကကိုဂျီမီကိုဖြိုးစရာတော့ကိုလာမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့ကို ကွတ်မြတ်လိုက်တဲ့အမှုဟာဒီကနေ့ဇွန်လ23ရက်နေ့မှာနှစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တယ်လို့အဲ့ဒီလိုနှစ်နှစ်ပြည့်မြောက်မှုကိုအမေရိကန်တန်ယုံကဝမ်းနဲ့ချီကွဲကြောင်းအမှတ်အသားပြုလုပ်ခဲ့တယ်ဆိုပါလေဒါအပြင်အာနာရှင်အဖွဲ့ဇီကြောင့်အသက်သေဆုံးခဲ့ကြရတဲ့သူတွေကိုဂုံပြုထားတဲ့အမေရိကန်တန်ယုံကကြဆုံးသူများအမှတ်တရအထိမ့်မဲ့နေရာမှာဒီကနေ့အထိကြောက်တုံးပေါင်း9400နီးပါးကိုထရှိခဲ့ပြီဖြစ်တယ်လို့လဲရန်ကုန်အမေရိကန်တန်ယုံကဆိုထားပါတယ် လာတူရန်ကုန်မြို့မှာလေရွှေပြည်သားမြို့နယ်ចောင်းသားများတမကတပိတ်ကောမဒီ SBTSC မြို့စတဲ့လူငယ်တပိတ်ကောမဒီ NGYSC တို့ကနေအချမ်းဖတ်စကောင်စီရဲ့မတရားကျုံမိန်ပိတ်တပ်ဖြတ်ခံခဲ့ရတဲ့ကိုဂျင်မီကိုဖြိုးစရာတော်ကိုလာမြို့အောင်ကိုအောင်သူရဇော်တို့အတွက်နှစ်နှစ်ပြည့်လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ